မင်္ဂလာပါရှင်ဇူလိုင်လ3ရက်နေ့ညနေပိုင်းအတွက်မလူဝသချင်းနေခတ်မှန်းချက်တူတင်ဆက်ပေးပါရမယ်ကျမလူမောင်ပါရှင်အခုဂျိုရူကနေပြီးတော့နောက်ဆုံးပေးပို့ထားတဲ့ပုံအရဆိုရင်ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေးအားကောင်းနေပါတယ်မြမတပြည်လုံးပေါ်မှာဆိုရင်တော့တိမ်အသင့်တင့်ကနေပြီးတော့တိမ်ထူတက်နေတာကိုတွေ့ရပါရဲ့ရှင် ဆက်လက်ပြီးတော့တင်ဆက်ပေးမှာတော့လေတိုင်နှုန်းအခြေအနေခန့်မှန်းချက်ပဲဖြစ်ပါတယ်။ရခိုင်ကင်ရန်ရှောက်မှာဆိုတော့တနာ yı ကို -20.25 မိုင်နှုန်း၊မြဝကျွန်းပေါ်နဲ့မွန်တလိုင်ကင်ရန်ရှောက်မှာကတော့18မိုင်ကနေ -20 နှုန်းလေးတိုက်ခတ်နိုင်ပါတယ်။ဆက်လက်ပြီးတော့မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုလည်းတင်ဆက်ပေးပါဦးမယ်။စစ်တွေ၊မကွေ၊ပသိမ်၊ရန်ကုန်၊ပဲခူး၊မော်လမြိုင်၊ဖအန်းနဲ့တဝေစားတယ်မြန်မာနိုင်ငံတောင်ပိုင်းဒေသကမြို့တွေမှာဆိုရင်တော့နေရာစိတ်စိတ်ကနေနေရာအနှံ့ပြား မိုးထချုံရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်။ဆက်လက်ပြီးတင်ဆက်ပေးမှာတော့မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေအတွက်မနက်ဖြန်တွယ်မိုးလေဝသအခြေအနေခန့်မှန်းချက်တွေပဲဖြစ်ပါတယ်။ဟာခါမုံရွာမြစ်ကြီးနာမန္တလေး လာရှိုတောင်ကြီးဟဲဟိုနဲ့လိုက်ကောစားတဲ့ဒီမြန်မာနိုင်ငံမြောက်ပိုင်းဒေသကမြို့တွေမှာဆိုရင်လေနေရာစစ်စစ်ကနေနေရာအနှံ့ပြမုတ်တချုံရွာတော့နိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်မိုးအခြေပမာဏအနေနဲ့ကတော့ရခိုင်ပြည်နယ်နဲ့ကချင်ပြည်နယ်တို့မှာဆိုတော့100မီလီမီတာလောက်ရှိနိုင်ပြီးတော့ကျန်းတဲ့မြန်မာနိုင်ငံရဲ့နေရာဒေသအနှံ့ပြားမှာဆိုတော့20မီလီမီတာနဲ့60မီလီမီတာဝန်းကျင်လောက်ရှိနိုင်ပါတယ်။ အပူချိန်တွေအနေနဲ့ကတော့မြန်မာတပြည်လုံးမှာဆိုရင်မိုးရွာသွန်းနိုင်တဲ့အနေအထားရှိနေတဲ့အတွက်ကြောင့်မို့လို့အပူချိန်တွေကတော့35ဒီဂရီစင်တီဂရိတ်အောက်မှာရှိနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်။ဆက်လက်ပြီးတော့မြမပင်လယ်ပင်အခြေအနေခန့်မှန်းချက်အနေနဲ့ကတော့ရခိုင်ကမ်းရံလျှောက်နယ်ကမ်းလွန်ပင်လယ်ပင်မှာဆိုရင်လှိုင်းကြီးနိုင်ပါတယ်။လှိုင်းမြင့်ပေးရတော့၉ဘီလောက်ထိမြင့်တက်နိုင်ပြီးတော့ကြံကမ်းရံလျှောက်နယ်ကမ်းလွန်ပင်လယ်ပင်မှာဆိုတော့လှိုင်းမြင့်က၄ဘီကနေ၇ဘီလောက်ထိမြင့်တက်နိုင်ပါတယ်။မန်လေးမြို့တွင်လာမယ့်၅ရက်စာမိုးလေဝသအခြေအနေခန့်မှန်းချက်ဒီအနေနဲ့ကတော့လာမယ့်၅ရက်စလုံးမှာမန်လေးမှာဆိုရင်တော့ နေရာစိတ်စိတ်မိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရန်ကုန်မြို့တွင်9ရက်စာမိုးလေဝသအခြေအနေခန့်မှန်းချက်အနေနဲ့ကတော့နောက်လာမယ့်9ရက်စလုံးမှာရန်ကုန်မှာဆိုရင်တော့နေရာအနှံ့ပြားမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်။နေပြည်တော်တွင်9ရက်စာမိုးလေဝသအခြေအနေခန့်မှန်းချက်အနေနဲ့ကတော့နောက်လာမယ့်9ရက်စလုံးမှာနေပြည်တော်မှာဆိုရင် နေရာကျကျမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်။ အခုဆက်လက်ပြီးတော့အာရှဒေသတချို့ရဲ့မူလဝတ္ထအခြေအနေခန့်မှန်းချက်တွေကိုတင်ဆက်ပေးနေပဲကျမတို့ရဲ့အစီအစဉ်ကနေပြီးတော့တုံ့ဆက်လိုက်ပါရစေ။ကျေးဇူးတင်ပါတယ်။